ရိုးရှင်းစွာပြောဆိုခြင်းလူအဖွဲ့စည်းတဲ့တွင်ပြောင်းကြကြရိုးရှင်းစွာပြောဆိုခြင်းထက်ယဉ်ကျေးစွာနှင့်သူတော်ကောင်းရောင်ဆောင်က ပြောဆိုလေးရှိကြောင်းတွေ့ရပါတယ်။မကြိုက်သည်ကို မကြိုက်ကြောင်းပြောနိုင်ရန်အရေးကြီးပါတယ်။မကြိုက်သည်ကိုကြိုက်တဲ့ရန်ပြောဆိုနေခြင်းကပင်ပန်းလှပါတယ်။မကြိုက်သည်ကိုမကြိုက်ဘူးဟု ပြောရန်ခတ်နေလင်ကိုယ်တိုင်လည်းအငင်းမခံရဘူးတော့သူ ဖြစ်နေသလားပြန်ပြီးစဉ်းစားရန်လိုအပ်ပါတယ်မိမိမနှစ်သက်သူတူနဲ့မပတ်သက်ခြင်းလင်ငင်းပယ်လိုက်ရန်သာဖြစ်ပါတယ်သူနှစ်ပတ်သက်လိုက်လင်ကိုစိတ်ဆင်းရဲရမည်ကိုသိပါကအဘယ်ကြောင့်မငင်းပယ်နိုင်ရမည်မီသူဘာဖြစ်သွားမလဲတွေးစရာမလိုပါ ကိုကသူ့ဆက်ကွင်းတွေကလွတ်ချင်လင်လွတ်အောင်ယုံထွက်လိုက်ရင်သာဖြစ်ပါတယ်။ လူသည်အနှောင်ဖွဲ့မှကင်းပြီးကိုယ်တိုင်ရက်တည်နိုင်ရေးကို တွေးရန်လိုအပ်ပါတယ်။ကိုယ်စိတ်ကူးကိုယ်အတွေးကိုကိုယ်တိုင်အကောင့်ထဲပေါ်ရမည်အစားအခြားတဦးကိုသွားပြီးတိုင်ပင်ဆွေးနွေးလိုက်ရင် ထိုစိတ်ကူးသည်တန်ဖိုးလျော့သွားပါတယ်။အစင်မသိလျင်မိမိစိတ်ကူးပျက်စီးသွားနိုင်ပါတယ်။ထို့ကြောင့်မလိုအပ်လျင်မြည်သူကိုမျှတိုင်ပင်စရာမလိုဟုထင်ပါတယ်။ချက်ချင်းအကောင့်ထဲပေါ်လိုက်ရန်အရေးကြီးပါတယ်။ မြည်သူကားမြကိုဘဝကိုမဖန်တီးနိုင်သလိုမြည်သူကိုမြအားကိုးကမျော်လင့်နေရန်လည်းမလိုပါသူလှုပ်ပေးမှရမည်သူ့ကိုအားကိုးရမည်ဆိုသည့်အစွဲတွေကိုဖြုတ်လိုက်ပါငါလှုပ်မှငါရမည်ဆိုသည့်မှန်ဖြင့်ယုံထွက်လိုက်ပါငါဘာဖြစ်ခြင်းတည်းငါဘာလှုပ်ရမည်နည်းဆိုသည်မှာကိုကိုပိုင်းအတွင်းနဲ့ဆန္ဒအတိုင်းဖြစ်ရန်လိုအပ်ပါတယ်ထို့ကြောင့်စိတ်แท้တွင်ညင်းသွင်းသည်ဟုထင်လျင် ပြုံပြုံလေးညင်ပယ်လိုက်ပါ ကိုကိုမြည်သူကားမျအလွှမ်းမိုးမခံလိုက်ပါနဲ့ကိုနှကောင်းပေါင်းနဲ့ကို အသက်ရှူကာရက်တည်နိုင်အောင်ကြိုးစားပါရေရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီပေါ့ကတ်ကို AC Original ရဲ့ Facebook, YouTube, Spotify Apple Podcast စတဲ့ platform များမှာနိုင်စင်နားဆင်နိုင်ပါတယ်။အခုလိုဖိုးတန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်နဲ့မောက်ခစာအုပ်တိုက်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ကျမကတော့ K ပါ။ကိုစီကိုငါကိုဒေတာ၌ပျော်ကြားဆက်ရာတတဝါဟုသမျှတို့သည်အိမ်မက်ရာမက်ကောင်းစွာမက်၍နှစ်သက်ကြီးသား အိတ်ဆက်နိုင်ကြပါစေ။မင်္ဂလာကျက်သည်ရှက်ဝေလန်းသဖြင့်စမ်းပွင့်ကြကုန်သည်ဖြစ်၍ကောင်းစွာမိုးတောက်အလင်းရောက်လျက်ထမြောက်နိုးကြနိုင်ကြပါစေ